အိမ်ထဲမှာဂျုံတွေ့ခဲ့ရတဲ့တာမီနှစ်ယောက်ရဲ့လမ်းစရာဖြစ်ပြက်ချာဆွီဒီဆိုတဲ့အမျိုးသမီးဟာစက်ချုပ်လုပ်ငန်းလုပ်နေသူတူဖြစ်ပြီးဒီအိမ်ထဲမှာတာမီနှစ်ယောက်ထဲနေထိုင်တာပါသူမတို့တာမီဟာလွန်ခဲ့တဲ့လအနှဲငယ်တဲကသူတို့ရဲ့အိမ်ထဲမှာထူဆန်းပြီးလမ်းစရာကောင်းတဲ့အရာတွေဂျုံတွေ့နေရပါတယ်ညာဘက်တွေမှာအိမ်ခန်းပြင်ကလမ်းမှာလမ်းလျှောက်တန်ကြားရတာပစ္စည်းချို့ကိုလည်းအခန်းတစ်ခန်းမှတစ်ခန်းကိုမတိမတာရွှေထားတာတွေတွေ့နေရတာပါအဲ့ရာတွေကပိုပြီးထူးဆန်းလာတာကြောင့်သူမကအိမ်ထဲမှာတယောက်ယောက်ပုန်းနေတာလားဆိုပြီးတော့စိတ်ပူလာခဲ့ပါတယ် ဒါကြောင့်ဒူမဟာကင်မရာတက်ပြီးအိမ်တွင်းကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တရမှာတော့ဒူမရဲ့သမီးလေးဟာအယုတ်တွေနဲ့စော့နေတော့မှပဲရှင်းပြလို့မရတဲ့ကြောက်စရာဖြစ်ပြက်တစ်ခုဖြစ်ပေါ်လာပါတော့တယ်။ ကလေးဟာဘီရိုစီကိုတဖြည်းဖြည်းလျှောက်သွားပြီးတကားဖွင့်ကတွင်ထဲမှာတစုံတစ်ခုရှိနေတယ်လို့စိုက်ပြီးမြည်ကြည့်နေခဲ့ပါတယ်။သူမကအဲ့နေရာမှာရက်နေပြီးပုံမှန်မမြင်ရတဲ့အရာတစ်ခုကိုမြင်နေတယ်လို့မျိုးဖြစ်နေတာပါ။အချိန်တော်တော်ကြာကြည့်နေပြီးနောက်သူမဟာအဲ့နေရာကနေထွက်သွားလိုက်ပါတော့တယ်။သူမထွက်သွားပြီးချိန်မှာပဲဘီရိုတကားဟာအလိုလိုပိတ်သွားခဲ့ပါတယ်။နောက်ထပ်၃လအကြာမှာတော့ပိုပြီးထိတ်လန့်စရာတွေတွေ့ကြုံလာရပါတော့တယ်။ Hey guys um just wanted to jump on really quick cuz I had to stop sewing. daughter just said that something weird really happened and we've been experiencing a lot of strange things lately just different noises and stuff um, don't mind my mannequins i sew for a living so <laughs> can you tell mommy what what you just said i think there's something under the door under the closet door scared you. ူမရဲ့တမီးလေးဟာဗီဒီယိုထဲမှာတခုခုရှိနေတာကိုမြင်တယ်လို့ပြောတဲ့အချိန်မှာကြောက်နေတယ်လို့မြင်ရပါတယ်။အဲဒါကြောင့်သူမကဗီဒီယိုကိုဖွင့်ပြီးတွားကြည့်လိုက်တဲ့အခါဘာမှရှိမနေပါဘူး။ဒါကြောင့်သူမရဲ့တမီးလေးကိုကြောက်စရာဘာမှမရှိဘူးအဆင်ပြေတယ်လို့ပြောလိုက်ပါတယ်။သူမကကလေးကိုအဆင်ပြေတယ်လို့ပြောလိုက်ပြီးတဲ့အခါမှာတော့အယုတ်ကတဖြည်းဖြည်းချင်းလှုပ်ရှားလာပြီးအောက်ကိုပြုတ်ကျလာပါတော့တယ်။အဲဒါကြောင့်သူမတို့သားမိလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးကြပါတော့တယ်။ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးသူမကဘာဖြစ်ခဲ့တာလဲဆိုတာနားမလည်နိုင်ဘူးလို့ပြောပြီး သူမတို့သားမီးဟာအိမ်တစ်ရှာတွေ့ရဲ့အထိတငယ်ချင်းအိမ်မှာယာယီနေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီဗီဒီယိုကိုရက်တဲ့အသုံးပြုသူလော်ရန်ကအင်တာနက်ပေါ်တင်ခဲ့တာဖြစ်ပါတယ်လော်ရန်ပြောပြချက်အရသူမဟာအခုမကြာသေးခင်ကအခန်းဖော်နဲ့1900ခုနှစ်အစောပိုင်းကတိစောင်းတဲ့အိမ်ဟောင်းတစ်လုံးကိုပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်တညနေပိုင်းမှာတော့လော်ရန်ဟာအခန်းဖော်ရဲ့ကြောင်လေးအပြုအမူတွေကချစ်စရာကောင်းနေတာကြောင့် ဗီဒီယိုအတိုလေးရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမရိုက်ကူးနေစင်မှာပဲအလွန်ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတော့တယ်။စကန်ပိုင်းတွင်းမှာပဲအကြောင်းရဲ့ရှေ့တဲ့တဲ့မှာမျက်နှာတစ်ခုပေါ်လာပါတယ်။အဲ့ဒါကိုမြင်သွားတဲ့လော်ရန်ဟာအဖြေရှာဖို့ရက်တပေါ်မှာဗီဒီယိုကိုတင်လိုက်ပါတယ်။ ဒါပေမဲ့ရက်တဲ့အသုံးပြုသူတွေကတော့ဒီမျက်နာဟာလူသုံးများတဲ့ face ဖြစ်တာတမျိုးမျိုးနဲ့ဖန်တီးထားတာဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ lawyer ကတော့သူမဟာဘယ် face ဖြစ်တာမှမသုံးထားဘဲဖုန်းနဲ့ပဲတိုက်ရိုက်ရိုက်ကူးထားတာဖြစ်တယ်လို့ညင်းဆိုပါတယ်။ထူးဆန်းတာကဒီမျက်နာဟာ makeup ဒါမှမဟုတ် face ဖြစ်တာနဲ့မှမတူပါဘူး။ပိုပြီးကြောက်စရာကောင်းတာကနောက်ထပ်မျက်နှာတစ်ချမ်းစောင့်နေတဲ့ပုံရိပ်တစ်ခုဟာဘေးမှာထပ်ပေါ်နေတာပါ။ဒီယာကတကယ်ကိုဘာဖြစ်နိုင်မလဲ။ဒီအိမ်ဟောင်းထဲမှာရှိနေတဲ့နာနာဘဝဝိညာဉ်တကောင်များဖြစ်နေမလား။ Jack ကဖိလစ်ပိုင်နိုင်ငံမာလီလိုမျိုးအင်တာနက်ကဖေးလေးတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပါတယ်။တရမှာတော့ Jack နဲ့သူ့ကောင်မလေးချင်းဟာအရေးကြီးတဲ့စာရွက်စာတမ်းလုပ်တွေပြီးစီးဖို့အတွက်ကဖေးကိုလာခဲ့ကြပါတယ်။ဂျင်ကကဖေးမှာအလုပ်လုပ်နေခဲ့ပါတယ်။သူ့နားမှာသူ့ရဲ့ကြောင်လေးဘူးလို့ရှိနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တကယ်ကိုထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ えっ င်ကုံကသူ့လိုလိုရွေးလာတာတွေဟပ်ဖုံးကီးဖုံးနဲ့ပစ္စည်းတွေကျလာပြီးဂျင်ကိုအလန့်တကြားဖြစ်စေခဲ့ပါတယ်။ဒီယာတွေကြောင့်ဂျင်ဟာထိတ်လန့်ပြီးအင်တာနက်ကဖေးကနေပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အရေးကြီးစာရွက်စာတမ်းတွေကျန်နေခဲ့တာကြောင့်ဂျင်ကဆိုင်ထဲကိုပြန်ဝင်ခဲ့ပါတယ်။ဒါပေမဲ့မီးပိတ်လိုက်တဲ့အချိန်မှာထိုင်ကုံတလုံးဟာသူ့စီကိုချက်ချင်းရွေးလာပြီးဂျင်ကိုထိတ်လန့်စေခဲ့ပါတယ်။ဂျင်လဲစာရွက်စာတမ်းတွေကိုထိုင်ကုံစီပစ်ပြီးထွက်ပြေးသွားပါတယ်။ နောက်ပိုင်းမှာဂျက်ကသူ့ရဲ့ CCTV ကနေမှတ်တမ်းတင်ထားတာကိုမျှဝေခဲ့ပြီးဘာဖြစ်တာလဲကြည့်ပေးကြပါလို့ပြောခဲ့ပါတယ်။ဂျက်နဲ့ဂျင်းနှစ်ယောက်လုံးကတော့ဘယ်တော့မှထူးဆန်းတာတွေမကြုံခဲ့ဘူးလို့ပြောပါတယ်။အခုကတော့ပထမဆုံးကြုံရခြင်းလို့ပြောခဲ့ပါတယ်။